ဘဝမှာတခါလောက်တော့ချမ်းသာကြွယ်ဝအောင်အသေးအလေးစူးစမ်းကြည့်စမ်းပါအဲ့တော့တခါချမ်းသာပြီလိုက်ပြီဆိုလို့ရှိရင်ကိုကအဲ့ဒီချမ်းသာကြွယ်ဝမှုကိုသဘောကျသွားတာနော်အဲ့ဒီချမ်းသာကြွယ်ဝမှုကိုဆွဲလန်းသွားတာအဲ့တော့ဆွဲလန်းသွားတဲ့အချိန်မှာဘာလို့မှလဲဆိုတော့ပူပူချမ်းသာအောင်ပူပူကြီးပွားတိုးတက်အောင်လုပ်တော့တာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇကပုံလို့ပေါ့စားရတဲ့ကလေးငတ်တယ်ဆိုတဲ့ဇကပုံလို့ပေါ့ တော့ဘွားမှာကိုကမချမ်းသာဘူးဘူးဆိုလို့ရှိရင်အဲ့တော့ချမ်းသာတဲ့အရာကိုအရသာကိုမသိဘူးတာဖြစ်တဲ့တို့ကမဆွဲလန်းမဆွဲလန်းတော့ရပါတယ်ကွာမချမ်းသာလဲအေးဆေးဆေးပေါ်လာဘွားအေးဆေးပါပဲနော်စိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီးစဉ်းစားမိတတ်တယ်အဲ့တော့ကျွန်တော်တို့ကချမ်းလဲချမ်းသာလူလဲချမ်းသာတယ်စိတ်လဲချမ်းသာတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့နော်အဲ့တော့ချမ်းသာခြင်းတို့အောင်မြင်တိုးတက်ခြင်းတို့နော်အကျော်ကြားခြင်းတို့ဆိုတာကဆွဲလန်းစေတယ် နော်လူတွေဆွဲလန်းအောင်လှုပ်ထားတာနော်အဲစဉ်းစားကြည့်လေကျွန်တော်လူကချမ်းသာပြီဆိုလို့ရှိရင်ကျွန်တော်တို့အုံနောက်ထဲကနေပြီးတော့ဒိုပမင်းတွေထွက်ဒိုပမင်းဆိုတာကျွန်တော်ပျော်ရွှင်တဲ့ဓာတ်တွေနော်ဟော်မုန်းတွေထွက်တာနော်ထွက်တော့ကျွန်တော်တို့ကအဲ့ဒီဟော်မုန်းထွက်ချင်တာဖြစ်တဲ့အတွက်စက်တိုက်စက်တိုက်စက်တိုက်ကြိုးစားရင်ကျွန်တော်ထပ်ထပ်ပြီးတော့မှချမ်းသာတာအဲ့ဒါဆိုလို့ရှိရင်မေးစရာရှိပြီးဆယ်ညာကြီးချမ်းသာကြွယ်အောင်ဘယ်လိုလုပ်ရမလဲချမ်းသာအောင်ချမ်းသာဖို့တော့ဘယ်လိုလုပ်ရမလဲအဲ့တော့ကျွန်တော်နီလန်းနေပေးပါမယ်အဲ့တော့အဲ့ဒီနီလန်းနေလဲကဘာကျော်တဲ့သူတွေပေးထားတဲ့နီလန်းတွေကိုကျွန်တော်ပြန်ပြီးကျင့်သုံးကြည့်တဲ့ အနေထားเนาะအဲ့တော့ကျွန်တော်မေးစရာကြီးဒါအဆန်ကြီးအောင်ချမ်းသာပြီလားပေါ့အဲ့တော့ချမ်းသာပြီလားဆိုကျွန်တော်ကိုမေးရင်တော့ကျွန်တော်အနေထားတစ်ခုနဲ့ကျွန်တော်တော့အဆင်ပြေနေပြီเนาะအဲ့တော့ဟိုးလွန်ခဲ့တဲ့10နှစ်နဲ့20လို့ပြန်သွားကြည့်မယ်ဆိုတော့အခုအနေထားနဲ့ဘာမှမဆိုင်တော့ဘူးအဲ့တော့ဟုတ်ပြီကျွန်တော်ချမ်းသာဖို့အတွက်ဘာလုပ်ရမှာလဲနံပါတ်1လောက်အမဲ့အချက်တီဘာလို့ဆိုတော့ကိုယ့်ရဲ့ချမ်းသာဖို့အတွက်เนาะ skill ချမ်းသာဖို့အတွက်တက်ကြမှုတွေကိုတိုးတက်အောင်လုပ်ထားရမှာတိုးတက်အောင်အောင်လုပ်ရမှာချမ်းသာကြွယ်ဝဖို့အတွက်เนาะ ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုက sales ရောင်းတတ်တာကျွမ်းကျင်တာနော်ရောင်းတတ်တယ်နော်ဟာနောက်တစ်ထပ်ပြီး branding ကိုကောင်းကောင်းလုပ်တတ်တယ်နောက် marketing ကောင်းကောင်းလုပ်တတ်တယ်နော်အဲရောင်းတတ်တယ်ပြီးရင်ဟာလာဒီခေတ်မှာဆိုလို့ရှိရင် AI အကြောင်းတွေကျွန်တော်နားလေတယ်နော် digital marketing ကိုကျွန်တော်နားလေတယ် okay အဲ့ဒါတွေသိအောင်ကျွန်တော်လုပ်ထားပါဒါတွေကိုကျွန်တော်ပါခေါ်လဲဆိုတော့ high income scale လို့ခေါ်တယ်နော်အဲ့တော့ချမ်းသာကျော်ဖို့အတွက် scale တက်ထား နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့အဲ့ဒီကိုချွမ်းကျင်တဲ့ skill တွေကိုလူတွေကိုပြန်ရောင်းရမှာနော်လူတွေကိုပြန်ရောင်းရမှာ ထားပါတော့ကိုက video editing ပညာကိုကိုကကျွမ်းကျင်ထားတယ်နော်အဲ့တော့ကျွမ်းကျင်ထားတယ်ကျွမ်းကျင်ထားပြီဆိုလို့ရှိရင်ကိုကကျွမ်းကျင်နေရုံနဲ့မရအဲ့ဒီကိုရဲ့ service ကိုရဲ့ပညာတွေကိုလူတွေကိုဝေချင်းအောင်ရောင်းတက်ရမှာနောက်ကျွန်တော်ပြောပြပြီနော် high income skill လို့ခေါ်တယ်ကိုကိုငွေရှာပေးနိုင်တဲ့ skill တွေမြင့်အောင်လုပ် ပြီးရင်ကိုတက်ထားတဲ့ skill တွေကိုဘာလို့မှလဲပြန်ပြီးတော့မှဈေးကွက်ဝင်အောင်လုပ်เนาะဈေးကွက်ဝင်အောင်လုပ်အဲ့တော့ဈေးကွက်ဝင်အောင်လုပ်ပြီးသွားပြီဆိုလို့ရှင်လေကိုကကိုဟလာကို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 တိုင်ရောင်းကိုကိုတိုင်ဝန်ဆောင်မှုပေးအဲ့အဲ့အတိုင်းရက်မနေနဲ့เนาะအဲ့တော့အဲ့အတိုင်းရက်မနေနဲ့ဘာလို့မှလဲအဲ့ဒီအဲ့ဒီကျွမ်းကျင်မှုတွေအဲ့ဒီဟာတွေကိုကိုကဘာလို့မှလဲ business တစ်ခုအနေနဲ့ run เนาะအဲ့တော့ဝန်ထမ်းတွေခေါ်မယ် ဝန်ထမ်းတွေကိုအဲ့ဒါဒီကောင်ကိုဒီကျွန်တော်တို့တက်ထားတဲ့အရာကို business တစ်ခုအနေနဲ့ run ကျွန်တော်ဥပအနေနဲ့ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော် coaching เนาะကျွန်တော် coaching အတက်ပညာကိုဘာလို့လဲကျွန်တော်လေ့လာတယ်เนาะ coach တယောက်ဖြစ်အောင်လုပ်တယ်အဲ့တော့လုပ်ပြီးတော့ဘာလို့လဲအဲ့ဒီ coaching တက်ပညာကိုလူတွေဝယ်အောင်ကျွန်တော်ရောင်းတယ်เนาะ coaching service တွေသင်တန်းတွေလူတွေအောင်ရွေးအောင်ရောင်းတယ်ရောင်းပြီးတော့မှကျွန်တော်ကတယောက်တည်းလုပ်တော့တာမဟုတ်ပဲနောက်ပိုင်းမှာဘာလို့လဲ company ထောင်လိုက်တယ် coaching company ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကဘာလို့မှလဲ coach လုပ်မယ်အခုလိုမျိုးဗီဒီယိုရိုက်မယ်စာပဲတင်မယ်เนาะအဲ့တော့ကြံတဲ့အပိုင်းနေ နော် marketing လုပ်တာတွေ sales လုပ်တာတွေ finance တွေကျွန်တော်မကင်တော့ဘာကြောင့်လဲဆိုတော့ business တစ်ခုအနေနဲ့ဖြစ်သွားတယ်ပြီးရင်နောက်တစ်ဆင့်ကကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့အဲ့ဒီ business ကို system ချနော် system ချ system ချရဲဆိုတော့ကျွန်တော်တို့ကဟလာဟိုပြောရမယ်ဆိုလို့ရှိရင်စနစ်တစ်ခုတိစောက်လိုက်တာเนาะလူတွေကိုအားကိုးနေတာမဟုတ်တော့ဘဲနဲ့စနစ်ကိုအားကိုးတဲ့ပုံစံဖြစ်သွားတာ เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်ပြီလဲဆိုတော့ business ကြီးဖြစ်သွား assistant ကျသွားပြီဒါကတော့ကျွန်တော်တို့ assistant ကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ငွေတွေပို့ရှာနိုင်ပြီပေါ့ချမ်းသာကြွယ်ဝမှုကိုကျွန်တော်တို့ရပြီပေါ့ဒါကတော့ကျွန်တော်ပြောတာကသမယိုးကြเนาะယိုးသားတဲ့နီးစနစ်နဲ့ချမ်းသာကြွယ်ဝအောင်ကျွန်တော်မျှဝေတာပါတခြားနည်းလမ်းတွေကျွန်တော်မသိပါဘူးကျွန်တော်တို့မပြောချင်ပါမပြောလည်းမပြောပါဘူးเนาะအဲ့တော့ဒါသည်ကျွန်တော်တို့ကဘဝမှာချမ်းသာကြွယ်ဝဖို့အတွက်အစဉ်စဉ်သွားမယ့်နည်းလမ်းတွေဖြစ်ပါတယ်အဲ့တော့နံပါတ်1ဒီကိုချမ်းသာကြွယ်ဝအောင်လုပ်ပေးမယ့်တက်ပညာတွေစုဆောင်းပါ နော်အဲ့တော့ထားပါတော့ကိုကခဲ့ပြကျွန်တော်ပြောတာပလာတာအဲ့ထားပါချက်သားကောင်းကောင်းကြော်တတ်တယ်ဒါလည်း skill တစ်ခုပဲလေဟုတ်လားဟုတ်တယ်လို့ကျွန်တော်နားမလည်ပါဆိုလို့ကြံပြန်ပြောရတော့အဲ့ skill တစ်ခုကိုချက်သားကြော်တဲ့ skill ကိုကကျွမ်းနေဗျာ KFC ရဲ့လူကြီးလိုက်နေဟုတ်တယ်မလားအဲ့တော့အဲ့ဒီချက်သားကြော်လူတွေဝယ်လာအောင် marketing လုပ်တတ်တယ်ဗျာလူတွေဝယ်လာပြီဆိုလို့ရှိရင်အဲ့ဒီချက်သားကြော်တဲ့ဟာကို business တစ်ခုအနေနဲ့လုပ်လိုက်တယ်ဗျာဟုတ်တယ်မလားပြီးရင် system တစ်ခုတည်ဆောက်လိုက်တယ်ဗျာဟုတ်လားပြီးရင်ဖြန့်ချလိုက်တယ်တကဘာလုံးကျွန်တော်တို့ franchise တွေပေးချလိုက်တယ်ဆန္ဒပြောရမှာမဟုတ်ဘူးလား တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေဒီလေဒီနီးစနစ်တွေကျွန်တော်တို့ချင်းတုံးကြည့်ပါဆန္ဒပြောမှုတွေကျွန်တော်ရပါလိမ့်မယ်အဲ့တော့လူငယ်တွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပုံနေတဲ့အခြေအနေကိုလဟာတာဖြုံးမဖြစ်ပါနဲ့ခုနက high income scale လို့ခေါ်တဲ့ငွေကြေးဥစ္စာတွေအများကြီးရှာပေးနိုင်တဲ့ဝင်ငွေတွေရှာပေးနိုင်တဲ့ scale တွေကိုနေ့တိုင်းတက်မြောက်အောင်လေ့ကျင့်နေပါကြိုးစားဒီကြောင့်အရေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီအချိုးတစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အချိုးတစုံတွေရရတယ်ဆိုလို့ရှိရင်တော့ကိုယ့်အထွတ်ပါရလိုက်တယ်ဆိုတော့ comment မှာတစ်ချက်လောက် ရေးပေးပါအောင်အဲ့တော့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပို့ပြီးတော့မှသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ business talk group ဆိုတာကျွန်တော်လုပ်ထားတယ်အဲ့တော့အဲ့ဒီ group ထဲမှာကျွန်တော် business အကြောင်းတွေမျှဝေနေတာဖြစ်တဲ့အတွက်အဲ့ group join တာကျွန်တော် link ချပေးတာเนาะအဲ့တော့ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါငင်္ဂရှိသောနေ့တွေဖြစ်ပါစေ